ိုဝင်ဆောင်တဲ့အရွယ်38ပတ်အရှိမမွေးတဲ့သူဟာနေမစိလမစိမွေးတယ်လို့ခေါ်ပါတယ်။အဲ့ဒီအချိန်မှာကလေးငယ်တွေကတအားအကောင်နေသေးတယ်။အပြင်မှာနေတဲ့ခါကျရင်ပုံမှန်မနေရပဲနဲ့ဖန်ပေါင်းချောက်ထဲမှာကျွန်တော်တို့ပြုစုစောင့်ရှောက်ရတာဖြစ်တတ်ပါတယ်။ဒါကိုကျွန်တော်တို့ neonatal intensive unit neonate icu ဌာနကိုပို့ပြီးတော့ကုသရတာရှိတတ်ပါတယ်။အားလုံးပဲမင်္ဂလာပါ။ကျွန်တော်နာမည်ဒေါက်တာထဝင်းဖြစ်ပါတယ်။ ဒီနေ့ကျမ်းမာရေးအကြောင်းအရာလေးကိုမပြောခင်မှာကျွန်တော်သကုံလေးတစ်ခုကိုပြောပြချင်ပါတယ်။အဲ့ဒါဘာလဲဆိုတော့ယောက်ျားဖောင်စီမိန်းမမီးနီဖြစ်ပါတယ်။မှန်ပါတယ်။အမျိုးသမီးတွေအနေနဲ့ကိုဝင်ဆောင်တဲ့အချိန်မှာ complication လို့ခေါ်တဲ့နောက်ဆက်တွဲပြဿနာတွေအများကြီးအများကြီးရှိတယ်ဆိုတာအားလုံးကျွန်တော်ရှင်းပြချင်ပါတယ်။အဲ့တော့အခုဗီဒီယိုကြည့်ရွှဲမှာအမျိုးသမီးတွေပါပါသလားအထူးသဖြင့်အိမ်တော်ဘက်အမျိုးသမီးတွေပါတယ်ဒါမှမဟုတ် ကိုဝင်ဆောင်အမျိုးသမီးတွေပါတယ်ဆိုရင်ဒီဗီဒီယိုလေးဟာသူတို့အတွက်ဖြစ်ကိုဖြစ်မယ်လို့ကျွန်တော်ပြောချင်ပါတယ်အမျိုးသမီးတိတဲ့မဲ့သိဖို့မဟုတ်ပါဘူးအမျိုးသားအမျိုးသမီးရောကိုဝင်ဆောင်တဲ့အချိန်ကျရင်ဖြစ်တတ်တဲ့နောက်ဆက်တွဲပြဿနာလေးတွေကိုကျွန်တော်ရှင်းပြမှာဖြစ်ပါတယ်ဒါကို pregnancy complications လို့ခေါ်ပါတယ်အခုလို့ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှင်နေဆိုရင် DOC HTAT ဒေါက်တာဆိုတဲ့ယခု YouTube channel လေးကို subscribe လုပ်ထားပါလို့အကြံပေးချင်ပါတယ်။အခု video ရဲ့ညာဘက် down အောက်လေးမှာ subscribe ဆိုတဲ့အနီအောင်ခလုတ်လေးရှိပါတယ်။အဲ့ဒီခလုတ်လေးကိုနှိပ်ထားခြင်းအပြင်ကျမ်းမာရေး video တွေကိုအမြဲတမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ subscribe ဘေးနားမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းအမြဲဖွင့်ထားပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်။ဒါမှသာကျွန်တော်စီရကျမ်းမာရေး video တွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ pregnancy complications လို့ခေါ်တဲ့ကိုယ်ဝန်ဆောင်ချိန် ဖြစ်တတ်တဲ့နောက်ဆက်တွဲပြဿနာလေးတွေကိုကျွန်တော်အဆအဆုံးရှင်းပြမှာဖြစ်တဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးပါလို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်1ချက်ကတော့ gestational diabetes ဖြစ်ပါတယ်။ကိုယ်ဝန်ဆောင်တဲ့အချိန်မှာအားလုံးကြောက်မှုနေကြဖြစ်ပါပါ။ပုံမှန်အချိန်မှာဘာမှစီးကျိုယောဂါတွေဘာတွေမရှိပေမဲ့ကိုယ်ဝန်ဆောင်တဲ့အချိန်မှာရုတ်တရက်စီးကျိုဖြစ်လာတာလို့ကြောက်ကြကြမယ်ထင်ပါတယ်။အဲ့ဒါဘာကြောင့်ဖြစ်တာလဲဆိုတော့ကိုယ်ဝန်ဆောင်ချိန်မှာ insulin ဆိုတဲ့ဟော်မုန်းအထွက်နည်းသွားတဲ့အတွက်ကြောင့်စီးကျိုဖြစ်တာ များပါတယ်။အထူးသဖြင့်ဒုတိယ3လနဲ့တတိယ3လကိုဝင်ဆောင်တဲ့အချိန်မှာဖြစ်ပါတယ်။ second trimester third trimester အချိန်မှာဖြစ်ပါတယ်။ဒီဘူးရအဖြစ်ကိုဝင်လေးလလေးကိုလာကြမှာစီဂျိုယောဂစဖြစ်တာကိုတွေ့ရတတ်ပါတယ်။နံပါတ်1ကကြတော့ pre eclampsia လို့ခေါ်ပါတယ်။ဒါကတော့ဘာလဲဆိုတော့ကိုဝင်စိတ်တက်တဲ့ပြဿနာဖြစ်ပါတယ်။အမှန်ပါတယ်။ကိုဝင်ဆောင်တဲ့သူတွေဟာသွေးပောင်ချိန်တွေထိုးပြီးတော့တက်လာတတ်တယ်။အထူးသဖြင့်ကိုဝင်ဆောင်တဲ့ အချိန်အပတ်20ကျော်တဲ့အချိန်မှာသွေးပေါင်ခြင်းနေထိုးပြီးတက်လာတတ်တယ်။စီးတဲ့မှာပရိုတိန်းဓာတ်တွေများလာတတ်ပါတယ်။ဒါသည်ကိုဝင်စိတ်တက်တဲ့ပြဿနာပဲဖြစ်ပါတယ်။နံပါတ်3ကတော့ preterm labor ဖြစ်ပါတယ်။ဒါကတော့နေမစိလမ်းမစိမွေးတဲ့ပြဿနာပါ။ကိုဝင်ဆောင်တဲ့အရွယ်38ပတ်အရှိမမွေးတဲ့သူဟာနေမစိလမ်းမစိမွေးတယ်လို့ခေါ်ပါတယ်။အဲ့ဒီအချိန်မှာကလေးငယ်တွေကတအားအကောင်နေသေးတယ်။ အပြင်မှာနေတဲ့ခါကျရင်ပုံမှန်မနေရဘဲနဲ့ဖန်ပေါင်းချောက်ထဲမှာကျွန်တော်တို့ပြုစုစောင့်ရှောက်ရတာဖြစ်တတ်ပါတယ်။ဒါကိုကျွန်တော်တို့ neonatal intensive unit neonate ICU ဌာနကိုပို့ပြီးတော့ကုသတာရှိတတ်ပါတယ်။မအားကြောင့်လဲဆိုတော့သူတို့ဒီတအားငယ်နေသေးတဲ့အတွက်ကြောင့်သူတို့ရဲ့အဆုတ်ကလေးတွေနှလုံးလေးတွေကပုံမှန်လို့မဟုတ်သေးဘူး။ရှင်းချက်မှုအားနေတဲ့အတွက်ကြောင့်အပြင်မှာနေဖို့အသက်ရှင်ဖို့ခက်ခဲနေသေးပါတယ်။ဒီအတွက်ကြောင့်တအိမ်နဲ့တူတဲ့ပုံစံငယ်လေးတွေလုပ်ပြီးတော့ လေးငယ်ကိုမွေးမြူရတဲ့ပုံစံအထိဖြစ်တတ်ပါတယ်။ကျွန်တော်တို့ရဲ့အချင်းဟာတဲ့အင်းရဲ့နေရန်အပေါ်မှာကက်ရတာဖြစ်ပါတယ်။ဒါပေမဲ့အချင်းဟာတဲ့အင်းနေရန်အပေါ်မှာမကက်ပဲနဲ့တဲ့အင်းခေါင်းအဝမှာတွားပြီးတော့ကက်တာကို Plasena Previa လို့ခေါ်ပါတယ်။ဒီ Plasena Previa ရှိတဲ့သူဟာခလေးမွေးတဲ့အခါမှာသူ့ရဲ့အရန်တွန်တာဖြစ်တတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ Plasena ပုံမှန်ရှိတဲ့နေရာမှာမရှိဘဲနဲ့တဲ့အင်းခေါင်းအဝမှာပိတ်ဆို့ပြီးရှိတဲ့အတွက်ကြောင့်အဲ့ဒီနေရာက အချင်းကွာတဲ့ခါမှာအရန်သွေးထွက်တာဖြစ်တတ်ပါတယ်။နံပါတ်5 placenta abrasion ဖြစ်ပါတယ်။ placenta abrasion ဆိုတာအချင်းဒီမွေးနေ့မွေးလမရောက်သေးဘဲနဲ့အချင်းကျူကွာတာကို placenta abrasion လို့ခေါ်ပါတယ်။ placenta abrasion ဖြစ်တဲ့ခါကျရင်ကလေးငယ်ကအောက်ဆီဂျင်တို့ nutrient လို့ခေါ်တဲ့အစာအာဟာရတို့ပြတ်တောက်သွားတာဖြစ်ပါတယ်။ဒီအချိန်မှာအမြန်ဆုံးမွေးဖို့လိုပါတယ်။အမြန်မမွေးဘဲနဲ့အချင်းကွာတာကိုသတိမထားမိ ကလေးငယ်တိမ်အတွင်းမှာအသက်ဆုံးရှုံးတာဖြစ်တတ်ပါတယ်။နံပါတ်6ချက်ကတော့ atopic pregnancy ဖြစ်ပါတယ်။ atopic pregnancy ဆိုတော့ဘာလဲဆိုတော့ကလေးငယ်ဟာတိမ်အတွင်းမှာဒရီဒေတာမှုပဲနဲ့တိမ်ပြင်ပမှာဒရီဒေတာကို atopic pregnancy လို့ခေါ်ပါတယ်။အထူးသဖြင့်ဒရီဒေတာအများဆုံးနေရာကတော့ ovary လို့ခေါ်တဲ့တောင်းအုပ်အိမ်ညာမှာဒရီဒေတာများပါတယ်။အဲ့ဒီနေရာမှာဒရီဒေတဲ့သူဟာသွေးထွက်တာတောက်လျှောက်ထွက်တတ်ပါတယ်။ emergency surgery လို့ခေါ်တဲ့အမြန်ဆုံးခွဲစီပြီးတော့ကုသဖို့လိုတယ်လို့ကျွန်တော်အကြံပေးခြင်းပါတယ်။မဟုတ်ရင်အမေမှာအသက်အန္တရာယ်ရှိတဲ့အထိဖြစ်တတ်ပါတယ်။နံပါတ်9ကတော့ heart problem ဖြစ်ပါတယ်။နှလုံးရောဂါရနိုင်ခြင်းပိုများပါတယ်။တန်မှန်အမျိုးသမီးထက်ဆိုင်ရင်ကိုယ်ဝန်ဆောင်အမျိုးသမီးကနှလုံးရောဂါရနိုင်ခြင်းပိုများပါတယ်။ဘာကြောင့်လဲဆိုတော့ဥပမာလေးနဲ့ကျွန်တော်ရှင်းပြပါမယ်။လူတစ်ယောက်ရဲ့အထူးသဖြင့်မိခင်ရဲ့နှလုံးဟာရေမော်တာနဲ့တူပါတယ်။တွေးတွေဟာရေနဲ့တူပါတယ်။ ရေဟာခလေးထဲမှာရှိတဲ့သွေးနဲ့အမေထဲမှာရှိတဲ့သွေးနှစ်ခုပေါင်းတဲ့အတွက်ကြောင့်ရေပမာဏပိုများလာပါတယ်။ဒါပေမဲ့မော်တာကတော့တစ်လုံးနဲ့လဲနေတာဖြစ်ပါတယ်။အဲ့တော့မော်တာကတစ်လုံးနဲ့လဲနေတယ်။လဲရတဲ့ပမာဏပိုများလာတဲ့အတွက်ကြောင့်နှလုံးကရနိုင်ချေပိုများတယ်လို့ကျွန်တော်ပြောချင်ပါတယ်။နံပါတ်၈ချက်ကတော့အရေးကြီးဆုံးအချက်ပါ။အဲ့ဒါကတော့ Rh incompatibility ဖြစ်ပါတယ်။အတိအပြရတော့အားလုံးသိတဲ့အတိုင်းကျွန်တော်နည်းနည်းရှင်းပြပါမယ်။သွေးအုပ်စုမှာနှစ်မျိုးရှိပါတယ်။ လွယ်လွယ်ပြောမှဆိုရင်နှစ်မျိုးရှိတယ်။တစ်ခုက ABO group လို့ခေါ်ရတဲ့ A သွေး B သွေး AB သွေး O သွေးဆိုတဲ့သွေးအုပ်စုနဲ့ RH group လို့ခေါ်တဲ့အပေါင်းသွေးအနှုတ်သွေးဆိုတာရှိပါတယ်။ကျွန်တော်တို့မိခင်တွေကိုကိုယ်ဝန်ဆောင်တဲ့အချိန်မှာအပေါင်းသွေးလားအနှုတ်သွေးလားလို့အမြင်နဲ့စစ်ဆေးလေ့ရှိပါတယ်။ဥပမာမိခင်ကအနှုတ်သွေးဖြစ်တယ်။ဖိုက်တယ်မှာရှိတဲ့ခလီးငယ်ဟာအပေါင်းသွေးဖြစ်တယ်ဆိုရင်ကိုယ်ခန္ဓာထဲမှာအပေါင်းသွေးကိုအနှုတ်သွေးကတွားပြီးတော့တိုက်ပါတယ်။ တိုင်ထဲမှာရှိတဲ့ခလီငယ်ကိုတွားပြီးတိုက်တဲ့အတွက်ကြောင့်ခလီငယ်ပျက်စီးသွားပြီးဖြစ်တတ်တယ်။အသက်ဆုံးရှုံးနေတယ်ဖြစ်တတ်ပါတယ်။ဒီအတွက်ကြောင့်မိခင်ကအနှုတ်သွေးဖြစ်ပြီးတော့ဗိုက်တမန်ရှိတဲ့ခလီကအပေါင်းသွေးဖြစ်တဲ့ဆိုရင်ခလီငယ်အသက်အနည်းဖြစ်တတ်သည်ဖြစ်တတ်ပါတယ်။နံပါတ်9အနီးမီးယားလို့ခေါ်တဲ့သွေးရည်ရောဂါပါ။အခုဗီဒီယိုကြည့်ရတဲ့အချိန်မှာအိမ်နောင်ရှင် အမျိုးသားအမျိုးသမီးတွေရှိပါသလား။ဒါမှမဟုတ်ကိုဝင်ဆောင်မှုရဲ့အိမ်နောင်တွေရှိပါသလား။ကိုဝင်ဆောင်မှုရဲ့အိမ်နောင်တွေဆိုရင်ကောင်းကောင်းသိပါမယ်။ ကိုဝင်ဆောင်တဲ့အချိန်မှာကျွန်တော်တို့ folic acid တို့ iron တို့အမြဲတမ်းတိုက်ပါတယ်။ဘာကြောင့်အဲ့လိုတိုက်ရလဲဆိုတော့ကိုဝင်ဆောင်တဲ့အချိန်မှာသူရားနဲ့ရောဂါပြင်းထန်စွာခံစားရတတ်လို့ဖြစ်ပါတယ်။ဒီအတွက်ကြောင့်ကိုသာကျန်းမာရေးနဲ့ဝေးနေတဲ့ဆရာဆရာမတွေပြဖို့ခက်ခဲနေတဲ့အချိန်မှာဆိုရင်ကိုဝင်လဲစရှိနေပြီဆိုရင်ဖြစ်နိုင်မယ်ဆိုရင် folic acid ကိုအနည်းဆုံးတစ်နေ့တစ်လုံးတောက်ထားဖို့လိုတယ်လို့ကျွန်တော်အနေနဲ့အကြံပေးလိုက်ချင်ပါတယ်။နံပါတ်30အချက်ကတော့ multiple pregnancy ဖြစ်ပါတယ်။ ကလေးငယ်ဟာတယောက်တည်းမဟုတ်ဘဲနဲ့အမွှာမွေးတာသုံးမွှာမွေးတဲ့သူတွေဟာတခြားသောသူတွေထက်အသက်အန္တရာယ်လည်းရှိနိုင်တယ် risk လည်းပိုများနိုင်တယ်လို့ကျွန်တော်ပြောချင်ပါတယ်အထူးသဖြင့်မွေးလာတဲ့ကလေးမှာပေါင်မပြည့်တာအမိတွေကပိုပြီးကိုဝင်စိတ်တက်တာပိုလွယ်တာစီးကျူပိုဖြစ်နိုင်တာတွေးတိုးပိုဖြစ်နိုင်တာအပြင်ကလေးငယ်တွေကအကောင်မြင့်နေတာတွေတွေ့ရတတ်တယ်တချို့ဆိုရင်စိုးမွေးတာလည်းတွေ့ရတတ်ပါတယ်နံပါတ်7ကတော့ FGR လို့ခေါ်တဲ့ Feeder Group Restriction ဖြစ်ပါတယ်အတိပ္ပယ်ကတော့ ကလေးငယ်ဟာတိမ်အတွင်းမှာဆက်ပြီးတော့မကြီးထွားတော့ဖြစ်ပါတယ်။တချို့တော့ကလေးငယ်လေးကတိမ်အတွင်းမှာလာနေတာရင့်သွားတယ်။ဒါပေမဲ့ကလေးငယ်ကဆက်ပြီးတော့မကြီးထွားပါဘူး။အတိပယ်ကဘာလဲဆိုတော့တိမ်ရဲ့အချင်းမှာ nutrient လို့ခေါ်တဲ့အစာအာဟာရနဲ့အောက်ဆီဂျင်ကိုလုံလုံလောက်မပေးနိုင်တဲ့အတွက်ကြောင့်ကလေးငယ်ကဆက်ပြီးတော့မကြီးထွားတော့ဘူး။ကလေးငယ်အရွယ်အစားပုံမှန်တိုင်းဖြစ်နေတာဖြစ်ပါတယ်။ဒါကို FGR feeder group restriction လို့ခေါ်ပါတယ်။ဒီချက်ဆက်တစ်ချက်ကတော့ ကိုဝင်ဆောင်တဲ့အချိန်မှာမိခင်နေမှာ ဖြစ်လိဖြစ်တာရှိတဲ့ကြောက်စရာကောင်းတဲ့အချက်ဆက်တစ်ချက်ပဲဖြစ်ပါတယ်ကျွန်တော်ကိုကိုဝင်ဆောင်တဲ့အချိန်မှာဘယ်လိုမျိုး complication လို့ခေါ်တဲ့နောက်ဆက်တွဲပြဿနာတွေဖြစ်တယ်လဲဆိုတဲ့မေးခွန်းကိုကျွန်တော်ဒီဗီဒီယိုလေးနဲ့ဖြေတောပြတာဖြစ်ပါတယ်ဒီဗီဒီယိုလေးကမိခင်နေအတွက်ပဲကြည့်တဲ့ဗီဒီယိုမဟုတ်ပါဘူးအမျိုးသားအမျိုးသမီးရောတိကိုတိထားတဲ့ဗီဒီယိုဖြစ်ပါတယ်ကိုကအိမ်အောင်ရှင်မဟုတ်ရင်တော့ကိုယ့်ရဲ့မိခင်အမေရဲ့အကျေးဇူးကိုကိုတိသွားစီမဲ့ ီဒီယိုလေးဖြစ်မယ်လို့ကျွန်တော်ယုံကြည်ပါတယ်။ဒီဗီဒီယိုကြည့်ပြီးအကျိုးကျေးဇူးရှိတယ်ဆိုရင် comment မှာ yes လို့ရေးပေးပါ။တခြားသူတွေပြန်လည်း share ပေးပါ။အားလုံးကျေးဇူးတင်ပါတယ်။အခုလို့ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်ရှင်နေဆိုရင် DOC HTAD Doctor ဆိုတဲ့ယခု YouTube channel လေးကို subscribe လုပ်ထားပါလို့အကြံပေးချင်ပါတယ်။အခုဗီဒီယိုရဲ့ညာဘက် down အောက်လေးမှာ subscribe ဆိုတဲ့အနီအောင်ခလုတ်လေးရှိပါတယ်။ အဲ့ဒီခလုတ်လေးကိုနှိပ်ထားခြင်းအပြင်ကျမ်းမာရေးဗီဒီယိုတွေကိုအမြဲတမ်းကြည့်နိုင်မှာဖြစ်ပါတယ်။ Subscribe ပေးနှာမှာရှိတဲ့ခေါင်းလောင်းလေးကိုလည်းအမြဲဖွင့်တာပါလို့ကျွန်တော်အနေနဲ့အကြံပေးချင်ပါတယ်။ဒါမှသာကျွန်တော်စီရကျမ်းမာရေးဗီဒီယိုတွေတက်လာတိုင်းကိုယ့်စီကိုပေါ်လာမှာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။